ျွန်တော်ဗီဒီယိုတွေမြန်မာများပြီးတော့ရေမွေးကြောင်းတွေပို့တိလာရပါတယ်ဆိုတော့ comment နဲ့တွေ့ရင်ကျွန်တော်ပို့ပြီးတော့ JNet PD ဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟုတ်ပါတယ်ဗီဒီယိုတစ်ခုလုတ်ပြီးဆိုရင် knowledge တစ်ခုခုအများတန်းထည့်ပြီးတော့လုတ်လို့ရှိတယ်။တချို့ပုတ်တွေကတော့မပါဘူးပေါ့ဗျာ။ဒါပေမဲ့ knowledge ပတ်အောင်အများတန်းစဉ်းစားပြီးတော့ဗီဒီယိုတစ်ပုတ်ကိုလုတ်ဖြစ်တယ်။ကျွန်တော်ရေမွေးမရောရင်ကျွန်တော်ရေမွေးပါကြောင့် ဝါသနာပါလာလဲပချိန်လောက်ကစပြီးဝါသနာပါလာလဲဆိုတာကျွန်တော်ပြောပြပေးမယ်2000ခွန်း2008လောက်ကဖြစ်မယ်ကျွန်တော်ရဲ့ခွန်းတန်းရှစ်တန်းရွယ်ရဗျာကျွန်တော်အကိုကြီးအကိုကြီးတယောက်စီနေရေမွေးနဲ့လေးစပြီးတော့ကြိုက်မိသွားတာဗျာအဲ့ချိန်လေးစပြီးရေမွေးပိုးဆိုတာစပြီးတော့ဖြစ်သွားတယ်အဲ့ဒါနေတဖြည်းဖြည်းနဲ့လေးလာတယ်လေးလာတယ်လို့ဝါသနာတွေကတားလို့မရတော့နောက်ပိုင်းကျဘလို့ထိဖျက်ဖျက်ရောက်သွားလဲဆိုရင်ကျွန်တော်ရေမွေးတွေကိုယ်တိုင်ထုတ်မယ်အာမြန်မာနိုင်ငံမှာတိတ်မဖြစ်နိုင်မှန်းသိရတဲ့တဲ့ကျွန်တော်ကရေမွေးထုတ်မယ် ကိုယ်တိုင်အနက်နေဖော်ဆက်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ကူးတွေပေါက်ပြီးတော့ရှောက်လုံးပြီးတည်းရဲ့လေ့လာပြီးတော့ပေါ့ဗျာဥပမာဟိုနှင်းစီပန်းနေစပယ်ပန်းနေအဲ့လိုမျိုးဈေးတဲ့အနေအများကြီးဝယ်ဝယ်ပြီးတော့အဲမိဖို့မှာပေါင်းခန်း ရေခဲနေပေါ့ဗျာအပေါ်နေအဆက်ရှဲဝိုင်းဆိုတာထွက်လာအောင်လို့သူ့ရဲ့အနံလေးရအောင်လို့အဲ့လိုမျိုးမီးမျိုးစုံတွေဗျာနောက်ပြီးတော့ဟိုတစ်ချဘိုးခောက်တို့ဖာလာဆေးတို့အဲ့လိုမျိုးအနံ့နေအမွေးကြိုင်နံ့နေရေမွေးထဲတုံးတဲ့ ingredient တွေကိုကျွန်တော်ကိုယ်တိုင်ရှောက်ပြီးတော့ပေါ်ဆက်တယ်ရှောက်ပြီးတော့အစီတွေနဲ့လည်းရောတယ်နောက်ပြီးတော့ရေရေနွေးငွေ့တွေနဲ့လည်းအပေါင်းပေါင်းခံတဲ့ extract ဂျူရာပေါ့ဗျာရေမွေးတစ်လုံးမှဆိုရင် note တွေကဖုန်းထဲမှာ website မှာရှာကြည့်လို့ရတယ်အဲတန်မြာဆိုတန်မြာလိမ္မောဆိုလိမ္မောဒါပေမဲ့အဲ့ပါရာတွေကိုရွတ်နေမဲ့အစား ကျွန်တော်ရေမွေးတစ်ချက်ကိုဖြန်းလိုက်ဒီလိုနမ်းလိုက်တာနဲ့အဲဘာလေးကဘယ်အနံလေးပေါ်လာတယ်ဥမာအသားအနံလေးပေါ်လာတယ်ဘာဆဘလို့ဘဲဟာရဲ့အနံဘလို့ဆိုပြီးတော့တော့မှကျွန်တော်ကတော်တော်များများတော့သိနေပါပြီဗျာအဲအလောက်ရဲ့အတွေ့အကြုံကတင်တင်ပေးသွားရှိသလိုကိုကိုတိုင်းလေးလာမှုတွေလည်းရှိတယ်နောက်ပြီးတော့အချိန်ကြာလာနဲ့များပို့ပို့ပြီးတော့သိလာရည်လည်းပါတာပေါ့ဗျာ အဲ့လိုမျိုးရွတ်တမှုပေါင်းများစွာနေကျွန်တော်ဒီလိုပါဖြူတန်ရာကြီးဆိုပြီးတော့ရေမွေးရောင်းတဲ့သူတယောက်ဖြစ်လာတာဟိုလိုရေမွေးတွေဘာမှမသိဘဲနဲ့ဈေးွက်အရာရောင်းချင်လွန်းလို့ပတ်စံမြဲချင်လွန်းလို့ရောင်းတာလုံးဝမဟုတ်ဘူးကျွန်တော်ဝါဒတာကြီးကနေစားခဲ့တဲ့ကောင်တယောက်ဖြစ်နေရယ်ဟို international အဲလူတွေလောက်မသိရင်တော့မှကျွန်တော်ရဲ့ဟိုအသိဉာဏ်ဗျာတော်တော်များများသိနေပြီးသားသူတယောက်ဖြစ်တယ်ဗျာအဲ့ဒါလေးကို ချက်ပြခြင်းပဲဖြစ်ပါတယ်ကျွန်တော်အနန်းနေကျွန်တော်ဆိုင်ရဲ့ရေမွေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်13860 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေစမ်းပြီးတော့စိတ်ကြိုက်ဝယ်လို့ရတယ်အားလုံးကျေးဇူးတင်ပါတယ်